င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒကြံကာလမှာလဲ KIA KNU နဲ့ PDF အပါအဝင် တိုင်းသားတွေနဲ့လက်လက်ကိုင်းတွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေကြတယ်လို့စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းကပြောပါတယ်။ကနေမြို့နယ်မှာဒကြံအကြနဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်ဒေါ်လာဘတ်ကိုရင်တပါအပါအဝင်ပြည်သူလေးဦးဟာသေဆုံးခဲ့ရပြီး ပြည်သူထောင်နဲ့ချီထွက်ပြေးနေရတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့တကြံကာလမှာလဲ KIA KNU နဲ့ PDF အပါဝင်တိုင်းသားလက်လက်ကန်တွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေစေဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုံကိုဇော်မင်းထွန်းကယမန်နဲ့ညပိုင်းကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိအကြမ်းဖက်စစ်ကောင်စီကငလင်ဘေးကူညီရေးအတွက်အပြစ်ခက်ရက်စဲထားပြီးမဲ့လေ KIA KNU နဲ့ PDF ပါဝင်တိုင်းသားတွေနဲ့လက်လက်ကန်တွေက စစ်တပ်စခန်းတွေကိုတိုက်ခိုက်နေတာစစ်တပ်ကတကြံကာလအပြည့်အခက်ရက်စဲရေးကိုကြီးညာထားပေမဲ့လည်းတိုက်ခိုက်ခံရတယ်လို့ဇော်မင်းထွန်းကပြောလိုက်ပါတယ်။ဒါပေမဲ့စစ်တပ်ဘက်ကစစ်ကြောင်းထိုးနေမှုတွေ လေကြောင်းတက်ခိုက်မှုတွေကိုတော့ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိဘဲစစ်တပ်ဘက်ကတစ်ဖက်သက်အတိုက်ခိုက်ခံနေရတဲ့ပုံစံမျိုးဇော်မင်းထွန်းကတရင်ထုတ်ပြန်ပြောဆိုသွားတာကိုလည်းတွေ့ရပါဗျ။ဂျပန်စစ်ကောင်စီကတကြံအကျိုးနေ့ကနေစတင်ပြီးတကြံအကြအနေထိရခိုင်စကိုင်းမကွေပဲခူးအပါဝင်နိုင်ငံတော်မှလေကြောင်းတက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေဆဲဖြစ်ပြီးအပြစ်ခက်ရက်စဲတယ်လို့ကြေညာပြီးရနောက်မှာ လေကြောင်းတက်ခိုက်မှုပေါင်းအကျိ80ကျော်ကိုလှုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတရားကြောလေကြောင်းတက်ခိုက်မှုအတွင်းမှာတည်ဆုံးခဲ့ရလို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကတည်င်းထုတ်ပြန်ထားပါတယ်ရှင်။ဘကောကတည်င်းတပုတ်ကိုကြည့်အောင်ပါ။ဘကောတန်လေဗရန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား၈ဦးဟာတည်ဆုံးခဲ့လို့တာရီခန်တရင်၃၈၃ညနှစ်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။ဧပြီလ၁၇ရက်နေ့မွန်လွယ်တနိုင်ခွဲလောက်က လေဗရန်မြို့နယ်ထမ်းပင်ချောင်ရွာကနေထွက်ခွာလာတဲ့ အင်အား80ခန့်ပါတဲ့စစ်ကြက်စစ်ကြောင်းကိုအုပ်ဖို့စုရွာနဲ့ရေငန်ရွာကိုဆက်သွယ်ထားတဲ့ချောင်းဒရာအနီးမှာတာရီကန်တရင်383နှစ်တခွဲနှစ်နဲ့အတူရွှေတန်းမြေပြည်သူ့ကာကွယ်အဖွဲ့ရဲဘော်တွေကပူးပေါင်းကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲဒီတိုက်ပွဲဟာတနင်္ဂနွေခန့်ကြာမြင့်ခဲ့ပြီးလက်လက်ကြီးလက်လက်ငယ်တွေနဲ့အပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာအကြမ်းဖက်တပ်သား၈ဦးဟာသေဆုံးခဲ့တာဖြစ်ပြီးလေးဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့လည်းသိရပါဗါတယ်။အဲ လိုစစ်ကောင်စီတပ်သားတွေအထိနာသွားတာကြောင့်ထိတွေ့တိုက်ပွဲတွေထပ်မံဖြစ်ပွားနေတာကြောင့်ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီတပ်သားတွေအနည်းကိုသွာလာနေထိုင်မှုလုံးဝလုံးဝမပြုလုပ်ကြဖို့အတွက်တာရီခန် PDF ကတာဝန်ရှိသူတွေကတတိပေးပြောဆိုလိုက်ပါတယ်ရှင်။ ဒီတစ်ခါမှာတော့မန္တလေးတိုင်းညံဦးမြို့နယ်ပကံညံဦးတမြို့လုံးမှာ စစ်တပ်က CCTV တွေကိုတပ်ဆင်လိုက်ပြီးထွေအုံရုံအတွင်းကနေလုံခြုံရေးယူစောင့်ကြည့်နေတယ်လို့လုံခြုံရေးနဲ့ဆက်ဆက်တဲ့သတင်းမြင့်အချို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ် PDF တွေကမကြာခဏဆိုသလိုတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေလို့ဆိုပြီးအခု April လစပိုင်းအတွင်းကနေစစ်တပ်ကညံဦးမြို့ပေါ်မှာ CCTV တွေကိုတပ်ဆင်လိုက်တာလည်းဖြစ်ပါတယ်အထူးသဖြင့်မြို့ဝင်ထွက် မြို့နယ်ကောင်မှ CCTV တွေကိုတပ်ဆင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်းတွင်းကနေလုံခြုံရေးယူစောင့်ကြည့်နေကြတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်အခုတကြံကာလအတွင်းစစ်ကောင်စီကပွဲလန်းသဘင်တွေမလုပ်ဖို့ညွှန်ကြားချက်ထွက်ပေါ်လာပေမဲ့လည်းညောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလုပ်ငန်းရှင်တွေနဲ့စီးပွားရေးလုပ်ငန်းတွေစီကနေတကြံအလှူငွေတွေကောက်ခံထားတာကြောင့် မြို့နယ်တကြံမန်းတက်ကိုမဖြတ်သိမ်းတော့ပဲတကြံပွဲကိုဆက်လက်လှုပ်ဆောင်နေရလို့လည်းသိရပါရရှင်။စကိုင်းတရင်တပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတန်းကဏီမြို့နယ်အတွင်းမှာတကြံအကြနေတွင်အကြက်ဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်တကြံကာလအတွင်းမှာဒရုန်းတစ်ပတ်သာသနာပောင်ဝင်နေတယ်။ ကိုရင်တပါအပါဝင်ပြည်သူလေးဦးဟာတည်ဆုံသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကမနေ့9နိုင်ခွဲလောက်ကနေတနေကုန်ထိကနေမြို့နယ်အတွင်းကမော်ဒေါ်ရွာနှက်ကြီးကျေးရွာ ။တမင်ကျန်ရွာအပါဝင်ခြေရွာတွေကိုဥတီကစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်က drone တွေ jet fighter တွေရဟယင်တွေအပါဝင် paramotor တွေပါအသုံးပြုကနိုင်ဝက်တွင်လေကြောင်းပစ်ခတ်မှုအ ਨੇ စုံ15ကြိမ်လုဆောင်ခဲ့လို့လည်းသိရပါဗျ။ဂျပန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပြီးဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်သလိုဒေသနေပြည်သူတွေဟာအကြက်ဖက်စစ်တရဲလေကြောင်းတက်ခိုက်မှုကိုကြောက်ရွံ့ကာတကြံကာလအတွင်းမှာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့လည်းသိရပါဗျ။နောက်ဆုံးရရှိထားတဲ့အချက်လက်တွေကစစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုတွေကြောင့်ဒေါ်လဘလာဝတ်တဲ့ကိုရင်လေးတစ်ပါးနဲ့ပြည်သူသုံးဟာတေဆုံရတယ်လို့တန်ဃာတော်နှစ်ပါးလည်းအပြင်းထန်ဒဏ်ရရှိထားလို့ဒေတာတွေသတင်းမြစ်တွေကပြောပါရရှင်။ ဆက်လက်ပြီးတော့စကိုင်းတိုင်းအင်းတော်မြို့နယ်ပိနေကုန်ကျေးရွာဖုံကြီးကျောင်းကိုအကြက်ဘက်စစ်ကောင်စီတပ်ကမနစ်ကတကြံအကြနေမှာလေကြောင်းကနေဘုံကျဲတက်ခတ်ခဲရမှာဖုံကြီးကျောင်းဟာပျက်စီးသွားပြီးဥပုပ်လာဆောင်နေတဲ့ပြည်သူတွေထိခိုက်မှုရှိခဲ့တယ်လို့အင်းတော် Revolution အရန်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မနစ်ကတကြံအကြနေမနက်ပိုင်းမှာအင်းတော်မြို့နယ်ပိနေကုန်ကျေးရွာဖုံကြီးကျောင်းကိုစစ်ကောင်စီတပ်ကလင်းနဲ့ဘုံနှလုံးကိုကျဲချတိုက်ခတ်ခဲ့ရမှာ ဖုန်ရင်ကျောင်းမှာဥပုပ်ဆောင်နေတဲ့ပြည်သူတွေဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးဖုန်ရင်ကျောင်းလည်းထိခိုက်ပျက်စီးခဲ့ရလို့သိရပါဗျ။အကြဘက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်နေတာကြောင့်ကောလင်ထိကျန်အင်းတော်ဝန်းတော်မြို့နယ်နေမိဘပြည်သူတွေအနေနဲ့အိမ်တိုင်းမှာဘုံခိုခြင်းတွေတူထားကြဖို့လေရင်တန်ကြားရင်ဘုံခိုခြင်းတဲ့ကိုဝင်ပုန်းနေကြဖို့အတွက်တိုက်တွန်းထားပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ အာနာသိန်စစ်ကောင်စီကအတင်းအဓမ္မကျင်းပဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲမှာချင်းပြည်သူလူထုအနေနဲ့ပအဝင်တာထောက်ခံအားပေးတာတွေကိုပြုလုပ်ကြဖို့အတွက်ဂျားကာလာချင်းမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကတတိပေးထားပါတယ်စစ်ကောင်စီကအတင်းအဓမ္မကျင်းပဖို့ကြိုးစားစီစဉ်နေတဲ့ရွေးကောက်ပွဲမှာချင်းပြည်နယ်တဲ့လုံးဝကျင်းပနိုင်မှာမဟုတ်တာကြောင့်ချင်းပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်တာ ထောက်ပံ့ဒါမျိုးတွေမလုဆောင်ကြဖို့ ICNCC ကတတိပေးထားတာလည်းဖြစ်ပါတယ်။ဂျာကာလာချင်းမျိုးသားတိုင်းပင်ခံကောင်စီ ICNCC အဖွဲ့ဟာချင်းကျင်နောက်ဖွဲ့ CB နဲ့နိုင်ငံရေးစီရေးမှာအတူပူးပေါင်းဆွမ်းနေတဲ့အဖွဲ့ဖြစ်ပြီးချင်းကျင်နောက်ဖွဲ့ CB ကကျင်တွင်းမတူပြီး မင်းတပ်ကမ်ပလက်ဖလန်းဆတဲ့မြို့တွေကိုသိမ်းပိုက်ရယူထားပြီးဖြစ်တယ်လို့လည်း ICNCC ကပြောပါရယ်နောက်ထပ်လည်းချင်းပြည်အတွင်းမြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်အကောင့်ထဲပို့သွားမှာဖြစ်တဲ့အတွက်ကြောင့်ချင်းပြည်တစ်ခွင်လုံးဆရာနာရှင်ကြဆုံးက ချင်းတပြေလုံးလွတ်မြောက်ရန်လက်တကမ်းလိုတာရှိတော့တဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်း ICNCC ကပြောဆိုထားပါဗျ။ ICNCC ကရေးဆွဲနေတဲ့ချင်းချာတာမူကြမ်းကိုလည်းမကြသောကာလအတွင်းမှာညီလာခံခေါ်ယူကအတိပြုဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါအားလုံးရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ